ေးဖေဖေမေမေတွေကနှစ်ဘဝနဲ့၄နှစ်တောင်မှခင်းနောက်ကြကြံနေတာเนาะ Oh my god နှစ်ဘဝနဲ့၄နှစ်နဲတဲ့တပန်းလာယနေ့ချိန်ထိကိုကလေးတိုင်ပါမသုံးဘူးတဲ့သူတွေယနေ့ချိန်ထိကိုကလေးအနီပဲသုံးဘူးတဲ့ကလေးဖေဖေမေမေတွေကနှစ်ဘဝနဲ့၄နှစ်တောင်မှခင်းနောက်ကြကြံနေတာเนาะ Oh my god နှစ်ဘဝနဲ့၄နှစ်နဲတဲ့တပန်းလာနှစ်ဘဝနဲ့၄နှစ်တောင်ကလေးမေမေဖေဖေတွေခင်းနောက်ကြကြံနေပြီเนาะ ။ဘာကြောင့်မလို့နှစ်ဘွားနဲ့လင်းလင်းလို့ပြောရတာလဲဆိုလို့ရှိရင်အရှိန်မာတော့ကမင်းမင်းကလေးဒိုင်ပါနဲ့ပတ်သက်ပြီးတော့ကလေးတွေကိုဘလိုဒိုင်ပါမျိုးစားလေးသုံးပြီးအစဉ်ပြေတယ်။ဘယ်ဈေးနှုန်းလေးတွေဘယ်ဒသိလေးတွေอ่ะဆိုလို့ရှိရင်တော့ဈေးကွက်မှာရောင်းအားကောင်းနေတယ်။အစဉ်ပြေတယ်ဆိုတာလေးတွေပြောခဲ့တယ်။ဒီနေ့မှာတော့ကလေးဖေဖေမေမေတွေခင်းနောက်ကမှနှစ်ဘွားနဲ့လေးနှစ်တောင်ခင်းနောက်မကြသေးခြင်းနဲ့ရည်ရွယ်ချက်လေးနဲ့ပေါ့နော်။အဓိကတော့ဒီနေ့ကလေးတိုင်ပါရဲ့တမိုင်းချောင်းကိုနည်းနည်းလေးရှင်းပြမယ်။ တမိုင်ကျောင်းဆိုလို့အရန်ကြီးတော့မရှိပါဘူးအတူချုံးပြောမှာပေါ့ကလေးတိုက်ပါစတင်တီထွင်ခဲ့တဲ့သူရဲ့အကြောင်းကိုနည်းနည်းပြောမယ်အဒီကလေးတိုက်ပါကိုစတင်တီထွင်ခဲ့တဲ့သူကတော့အမျိုးသမီးတဦးပဲအဲ့အမျိုးသမီးကသူ့မှာကလေးသုံးဦးရှိတယ်ဆိုတဲ့အခါကျတော့သူကဒီကလေးတွေကိုဟိုမြန်မာနိုင်ငံမှာဟိုရင်တော့သုံးတယ်လို့ပဲအနီးတွေသုံးတာပေါ့နော်သူတို့အနီးသုံးခဲ့တဲ့ခေတ်က1940အရှေ့ပိုင်းကာလတွေမှာသူတို့အနီးတွေသုံးတာသုံးတဲ့အခါကျတော့နေ့စဉ်နဲ့မျှဒီကလေးသုံးအောင်ဆိုတော့သူဒီအနီးတွေကိုရှော်ရဖို့ကတန့်စင်ရတဲ့ နော်ခြောက်အောင်လှမ်းရတယ်ပြီးတော့ပြန်ခောက်ရတယ်မီးရေထိုးရတယ်ပြီးတော့ပြန်ဝိတ်ပေးစတဲ့ပြင်ပေါ့နော်ဒီလျှော်ဖို့ရတဲ့ဒဏ်ကို तू မခံစားနိုင်တော့ तू အရန်ပင်မန်းတယ်အဲ့တော့ तू တွေးတယ်ကလေးမိခင်တိုင်းမိခင်တိုင်းဒီလိုပင်မန်းမှုမျိုးတွေစိတ်ဆင်းရဲမှုမျိုးတွေအချိန်ပေးရတာတွေကိုတတ်တောင် तू ဘယ်လိုလုပ်မလဲဆိုပြီးတော့စဉ်းစားလိုက်တဲ့အခါမှာ1946ခုနှစ်ညမတော့1950ဝန်းကျင်လောက်မှာ तू ကဒိုင်ပါကိုစတင်တည်ထွင်ခဲ့တယ်ဒါပေမဲ့အဲ့တော့ तू တည်ထွင်ခဲ့တဲ့ဒိုင်ပါယနေ့ခေတ်လို့တော့အဆင့်မြင့်တာတော့မဟုတ်ဘူး ါပေမဲ့အဲ့တော့နာမည်ပေးခဲ့တာလေဒိုင်ဘာဆိုပြီးသူကနာမည်ပေးတာမဟုတ်စပေတော့က BOAT ရဗုဒ္ဓဆိုပြီးတော့ဗုဒ္ဓပေါ့နော်အဲ့ဒီနာမည်လေးနဲ့တည်ထွင်ခဲ့တာအဲ့သူကအနိထဆိုင်တော့နည်းနည်းသိမြင်တယ်ပေါ့နော်တော်တော်လေးကိုအစင်ပြေတယ်အတုံးတွင်ခဲ့တယ်အဲ့တော့1950ခုနှစ်ကလေးကအနီးအစားတို့ဒီဗော်ဒါဆိုတဲ့ဒိုင်ပါပေါ့နော်ဒိုင်ပါလေးတွေပေါ်လာခဲ့တာယနေ့2025နဲ့တွက်မယ်ဆိုရင်နှစ်ပေါင်း85နှစ်တောင်ရှိနေပြီ နှစ်ပေါင်း85နှစ်တောင်ရှိနေပြီအဲအစင်းမြင့်နဲ့ဤပညာနဲ့ထုတ်တဲ့ဒီဒိုင်ဘာတွေကတော့1980လောက်မှာစပြီးတော့ကမ္ဘာတဝန်းကိုဖြန့်တာပေါ့နော်အမေရိကန်ကနေအဲ့ဒီဖြန့်တဲ့ဒိုင်ဘာကုမ္ပဏီနာမည်ကကျတော့ဒိုင်ဘာတစ်စိတ်ကကျတော့ပန်ပါဆိုတဲ့တစ်စိတ်အဲ့ဒါကကမ္ဘာပထမဦးဆုံးကမ္ဘာတစ်ကမ္ဘာလုံးကိုလူတည်များပြီးဖြန့်တဲ့ပစ္စည်းပေါ့နော်ပန်ပါတစ်စိတ်ပေါ့အဆိုတဲ့ခါကျတော့ဒီအမျိုးသမီး Marion Donovan တည်တင်ခဲ့တဲ့ခုနှစ်က 49 50လောက်ကနေဆက်မယ်ယနေ့2025ဆိုလို့ရှင်နှစ်ပေါင်း85ကြီးခုနမင်းမင်းပြောတဲ့နှစ်ဘဝနဲ့နှစ်ဘဝနဲ့မှာ၄နှစ်ဆိုတော့ဘာလဲဆိုလို့ရှင်မြန်မာနိုင်ငံရဲ့လူသက်တမ်းနဲ့တွက်မယ်ဆိုလို့ရှင်မြန်မာနိုင်ငံအသက်60လောက်ဆိုလို့ရှင်တမလွန်ရောက်တမလွန်သွားပြီဆိုတဲ့ခါကျတော့တမလွန်သွားတဲ့အသက်60ဒီဘက်က လူပြန်ဖြစ်မဲ့15နှစ်နဲ့တွက်လာရင်နှစ်ဘဝရှိတယ်ဟုတ်ပြီနှစ်ဘဝတော့ဟုတ်ပြီနောက်တဲ့၄နှစ်ကပါကြီးလဲ ောက်တဲ့၄နှစ်ကတော့မင်းမင်းတို့ရွှေမန်းလေးဒိုင်ပါပေါ်တာ၄နှစ်ရှိပြီမင်းမင်းတို့ရွှေမန်းလေးကလေးဒိုင်ပါနေမဝယ်ဘူးသေးတဲ့သူတွေကတော့၄နှစ်သာထပ်ပြီးတော့ခင်းနောက်ကြသွားတယ်ဆိုတော့ပြီးခဲ့တဲ့ဘဝရဲ့အသက်60ရဲ့ဒီဘဝ15နှစ်ရဲ့မင်းမင်းတို့ဆီကမဝယ်ဘူးလို့၄နှစ်ရဲ့ပေါင်းတော့နှစ်ဘဝနဲ့မှ၄နှစ်သာခင်းနောက်ကြနေပြီခင်မိတဲ့ကလေးမိမိတွေလားနှစ်ဘဝနဲ့၄၄နှစ်သာခင်းနောက်ကြတဲ့မိမိလားဆိုတာတစ်ချက်ပြောပြရောနော်အစိုးရခါကြတော့ ီခုနအမျိုးသမီးကြောင်းလေးနည်းနည်းထပ်ပြောမယ်ဆိုလို့ရှင်ဒီမျိုးသမီးကပြောမယ်ဆိုလို့ရှင်စုနေပိုင်းလည်းရတယ်ပေါ့ဗျာဒါတကဘာလုံးရဲ့ပြောမယ်ဆိုလို့ရှင်ရင်လေးသားအားကြရတဲ့အမျိုးသမီးပေါ့ပြောမယ်ဆိုလို့ရှင်ရင် entrepreneur entrepreneur ပေါ့နော်ပထမဦးဆုံးစတင်တည်ထင်တဲ့သူပေါ့အဲဒီသကယ်လုံးလေးကတော့တချို့လူတွေယဉ်နေကြမှာယဉ်နေမှာပေါ့နော်လုပ်ငန်းတစ်ခုပစ္စည်းတစ်ခုအကြောင်းအရာတစ်ခုကိုဘယ်သူမှမလုပ်သေးဘဲနဲ့စတင်တည်ထင်ထုတ်လုပ်တဲ့သူကို entrepreneur လို့ခေါ်တယ်เนาะ entrepreneur ပေါ့เนาะဒီ entrepreneur လုပ်တဲ့သူ entrepreneurship စတဲ့ဖြစ်ပေါ့เนาะစတဲ့နေတဲ့သူအဲ့လိုမျိုးလေးခေါ်တယ်ပေါ့เนาะဒါတော့မမေကကလေးဒိုင်ပါကြောင်းလေးတော့မဆိုင်ဘူးဒါပေမဲ့ဘုဒ္ဓရအောင်လို့ဒီစကလုံးလေးတွေပြောပြတာပေါ့เนาะအဲ့ဒီတော့မမေစီကမဝယ်ဘူးတဲ့ကလေးမမေတွေနှစ်ဘဝနဲ့၄နှစ်သာနောက်မကြအောင်ကလေးဒိုင်ပါလေးအမြန်လာဝယ်ပါမမေစီကဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ရနိုင်တဲ့ဒေလေးတွေပြပေးမယ်တီးလုံးဒိုင်ပါလေးတွေရှိတယ် တသိန်းလွတ်ထည့်ရလိုချင်တယ်ဆိုရင်လည်းကလေးတိုင်ပါတထုံးမှာကုရင်90ပါတသိန်းလွတ်တွေလည်းရှိတယ်နောက်တစ်ခု line ပေါ်မှာအရန်ဟော့ပြီးတော့ခုနောက်ပိုင်း quality ကောင်းလုံးလုံးကြိုက်နေတယ်ဂျပန်တိုင်ပါ J baby ဆိုတဲ့တိုင်ပါလေးလည်းရှိတယ်နောက်တစ်ခုကရေခဲတိုင်ပါဆိုပြီးတော့လည်းဈေးကွက်မှာရောင်းနှန်းဝင်နေတဲ့ဝါစုကတိုင်ပါလေးလည်းရှိမယ်နောက်တစ်ခုကကြတော့ပစ္စည်းလည်းကောင်းတယ်ဈေးလေးလည်းတင့်တာလိုချင်တယ်ဆိုရင် baby bot တိုင်ပါလေးလည်းရှိတယ် တချို့ကကြတော့ကလေးကိုဘောင်းမီမဟုတ်ဘူး site ဘလောက်ကြီးကြီးသွားကက်ကွာပဲတုံးနေတယ်ဆိုလို့ရှိရင် torrent တစ်သေးလေးရှိတယ်အဲ့တော့မင်းမစီမှာရနိုင်တဲ့ကလေးတိုက်ပါလေးကလည်းစုံတယ်ဒေနုံလေးတွေကိုလည်းလက်လီမြွယ်တဲ့ကလေးမိမိတွေကိုအဆင်ပြေတဲ့ဒေနုံလေးနဲ့လက်ဆောင်နေနဲ့လည်းတရှူးကြောက်လေးတွေမင်းမအမြဲတမ်းလက်ဆောင်ထည့်ပေးနေတယ်လက်ကားပြန်လဲဖြန့်ပြူရောင်းချခြင်းတဲ့သူတွေ distribution သမားတွေအတွက်ကိုတော့မင်းမင်းကအထူးသီးသန့်ပြားရည်ထက်ကိုအရန်ချိုတဲ့ဈေးနဲ့ပေးမှဖြစ်တဲ့အတွက်အမြန်ဆုံးပဲလှမ်းလာဝယ်ယူဖို့ဖိတ်ခေါ်ပါတယ် Viber တွေ Facebook တွေ TikTok တွေအစုံဆက်သွယ်နိုင်တယ်တကယ်လို့ဓာတ်ရိုက်ဖုံးဆက်ခြင်းတယ်ဆိုလို့ရှိရင်တော့09 9859 200 09 9859 9600 09 9859တွေမှာဆက်သွယ်နိုင်တယ် Viber ပြောနိုင်တယ် LINE မှာဆိုလို့ရှိရင်တော့ရွှေမန်းလေးလို့ရိုက်ချရုံနဲ့ TikTok မှာလည်းရှိမယ် Facebook မှာလည်းရှိမယ်အားလုံးကိုကျေးဇူးတင်ပါတယ်